ကဲကျွန်တော်ရေမိတ်ဆွေများလုံးနဲ့မင်္ဂလာပါခင်ဗျာနော်မဆောင်းစံက72ကြိမ်ပြည့်ဒုတိယ live နော်အဲကျွန်တော်တို့ဒီကိင္ကနံပေါ်မှာရှိတယ်အစာရဲ့ပေါ်မှာရှိတယ်ကြောင်းပြန်ပြောစာရဲ့ပေါ်မှာရှိတယ်ကိင္ကနံနေရဲ့အညွန့်ကိုကိုဝါဒနာပါတယ်လို့ကိုအာတန်ရကိုတန်အာတန်ရပေါ့နော် like ကြည့်ကျွန်တော်မိတ်ဆွေများလည်းမှာ ကျွန်တော်တွေးတဲ့ယူဆတဲ့စနစ်ကိုတိုက်တယ်ဆိုရင်လိုက်သုံးပါမကြိုက်မသုံးပါနဲ့အပိုင်ဆိုဘယ်မှမသိဘူးเนาะဒါလေးတွေကြိုတင်ပြီးမြတ်တရားခံပြရစေကြီးရှိပြီးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့เนาะတပ်မင်းစနစ်နဲ့ကစားကုန်ကျွန်တော်တွေးတာရှိတယ်ပေါ့နော်ဆက်ပြီးလေ့လာကြည့်အောင်အားလုံးအားလုံးနဲ့ပေါ့နော်ဘရိတ်ရှစ်ဘရိတ်ကွန်ဘရိတ်ချာစ် 6ခွန်6ဆိုရင်ပရိသတ်ကစီနီယာချက်တော့နော်အဲ့လိုထည့်ခဲ့တဲ့လမ်းကအဲ့6ခွန်6ပြည်လမ်းကတစ်ခါပြန်ပြီးဘယ်ကိုပြန်လာလဲဆိုလူရင်းတည်ခဲ့တဲ့6ခွန်6ကိုသူကပြောင်းပြန်လာပြီး6ခွန်6ဆိုတဲ့ပြည်လမ်းနဲ့ဆက်ပြီးတော့လိုက်ကစားလာပြီးကျွန်တော်တို့စိတ်ဝင်စားချစ်တယ်နော်ဒီသုံးလုံးပေါင်းခြင်း6ပြီးရင်ဒီသုံးလုံးပေါင်းခြင်းဒီခွန်ခွန်ပြီးရင်ဒီသုံးလုံးပေါင်းခြင်းဒီ8လေးရိုက်အဲ့လိုရိုက်ပြီးမှဒီနေရာမှာ6 ခွန်ရှစ်ဆိုပြန်ထည့်ပြီးတာပေါ့နော်မြန်မာကြီးကျွန်တော်ကျွန်တော် live ကိုအများကြီးကြည့်ရစတည်တယ်နော်ဒီဘက်မှာကျွန်တော်ကစားကြတယ်အောင်းနေမှုရကြတယ် line live ပေါ့နော်အဲ့လိုဖြစ်ပြီးမှဒီနေရာမှာတဲလိုက်ကြတယ်လမ်းရှင်းလုံးပေါင်း69နောက်ပိနေပရိငါရှင်းလုံးပေါင်း69နောက်ပိနေပရိငါရှင်းလုံးပေါင်း69နောက်ပိနေပရိငါနဲ့မှာဒီ6ခွန်ရှစ်ဆိုပြီးတော့ ်ဆန့်ထက်ပြီးကြတယ်နော်အဲ့လိုင်းရတစ်ခါပြန်ပြီးသူကဘာပြန်ထက်လဲသူ့အပေါ်မှာဒီမှာ brake ငါဒီမှာ brake 6 brake 6ခုရှိကိုတဝင်းနေတယ်ငါ6ခုလို့ပြန်ပြီးခင်းတယ်ခင်းပြီးပြီးမှသူ့ရဲ့အောက်မှာနှလုံးပေါင်း6နှလုံးပေါင်း9နှလုံးပေါင်း80 6ခု80ပြန်တစ်ခါပြန်ပြီးလာထက်ရတယ်နော်အဲ့လိုထက်ပြီးမှကျွန်တော်တို့ဒီနေရာမှာ6ထိတ်တိတ်ကြွကြွဆိုင်ခဲ့တာပေါ့နော်ဒီရှင်နှလုံးပေါင်းနှလုံးပေါင်း6ရဲ့ဇောင်းမှာ ီမူရင်နှိမ့်မှတက်ခဲ့ရှေလုံးမောင်း၆က၆ထိပ်ဒီနောင်လုံးမောင်းခွေဆောင်မှာ၆ထိပ်နောင်လုံးမောင်းရှေ့ဆောင်မှာ၆ထိပ်၆ထိပ်၆ထိပ်ဒီမှာရှေလုံးမောင်း၆ရှေလုံးမောင်း၆ဒီရှေလုံးမောင်း၆ဒီလိုကစားခဲ့ဒီချိန်မှာတော့၆ထိပ်ကိုကျွန်တော်အကြိုက်ကစားခဲ့တယ်လမ်းကျောပေါ့နော်ခုအဲ့လမ်းကျောရဲ့အစက်ကမရှိစက်ကစားတာလေဆိုတော့လူလာခဲ့တဲ့လမ်းကျောအစက်ပေါ့နော်ဆက်မှာဒီဖိန်ကြီးရတယ်တော်လေးတွေကစားပြ နော်ဒီ break for yourself မှာ take it a shit out ဒီ break for yourself မှာ take it little console ကနော်ဒီ break for yourself မှာ take it ငါသုံးဆိုဆိုကနန်းကသူရဲ့နာမည်ကို like ရတဲ့ shit out ဒီက shot ရှိလို့ like ရတဲ့ little console ဒီနေရာမှာ little console like ရတယ်ဒီ933 930ကဒီနေရာမှာ930ဆိုဒီ like ထွက်ခဲ့တယ်နော်အဲ့လိုထွက်တဲ့ချိန်နေရာမှာလည်းပဲကျွန်တော်တသက်ရထွက်တယ်ကျွန်တော်ရှင်းပြခဲ့တယ်ဒီနေရာမှာ ဒီကနေ့ဒီနေရာကိုထွက်ဖို့တဲ့တူဆောင်တကြိမ်နှစ်ကြိမ်မှာဒီမှာခံထားတဲ့ဒီကနေ့ကဒီနေရာကိုတက်ထွက်ဖို့တဲ့ဒီနေရာမှာခံထားရခဲ့တဲ့ဒီ9380ဆိုတဲ့ကနေ့ဒီကနေ့ကဒီနေရာကိုတက်ထွက်ဖို့တကြိမ်နှစ်ကြိမ်သုံးကြိမ်မှာဆောင်းမှာခံထားခဲ့တဲ့395ဆိုတဲ့ကနေ့ဒီကနေ့ကဒီနေရာကိုတက်ထွက်ဖို့တဲ့ဒီနေရာမှာခံထားခဲ့တဲ့ကနေ့အဲ့ဒီကနေ့ဒီနေ့ထက်တဲ့ဒီ9380ကလည်းပုံမှန်ဆုံးပြန်တက်ခဲ့တဲ့ကနေ့ဖြစ်နေတာ ဒီကနန်းကလည်းဒီနေ့ထက်ပြမဆုံးပြန်ထွက်ခဲ့တဲ့ကနန်းဖြစ်နေတာနောက်ကဒီကနန်းကလည်းဒီနေ့ထက်တဲ့ဒါပြမဆုံးထွက်ခဲ့တဲ့ပြန်တဲ့ကနန်းဆိုထိနေလာခဲ့တာလို့ကျွန်တော်တို့ကြားခဲ့တာနော်ဒီထောက်ချက်တွေမနေ့ကဒီနေ့မှကြားခဲ့တယ်တခါနောက်နေ့တော့သူပြန်ကူတာကဒီမှာထောက်ခဲ့တဲ့ကနန်းရဲ့ထောက်ချက်နဲ့နောက်နေ့တော့ပြန်ကူတော့ကဒီ6ချက်တွေက6တွေရှိလို့ထွက်ပြီးဒီနေ့မှထွက်ခဲ့တဲ့ကနန်းဒီ၄တိတ်ခွန်ကဒီနေ့မှထွက်ပြီးတော့ဒီနေ့အောင်ကူးခဲ့တဲ့ကနန်း ဒီ9 3 3 3ကဒီနေရာဖက်ပြီးတော့ဒီနေရာမှာကူးခဲ့တယ်ကနန်းကနန်းတော့ဖြစ်ပြီပါတယ်နော်အကွက်ရှင်မက်သတ်တွေနဲ့သူအပြည့်စုံလာခဲ့တာပေါ့3နာနဲ့ပုံကုတ်နဲ့အဲ့လိုလာခဲ့တဲ့ဇလန်းမှာပေါ့နော်ဒီနေရာမှာထွက်ခဲ့တဲ့ဇလန်းကလည်းတစ်ချိန်တစ်ချိန်၃ချိန်၄ချိန်၅ချိန်ရောက်နေထွက်ခဲ့ထွက်ခဲ့တဲ့ကနန်းအဲ့ဒါဒီနေရာမှာလေးတိတ်ခွန်ထောက်ပြီးဒီနေရာမှာထွက်ခဲ့တဲ့ကုကုံကူကလည်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်ရောနှစ်ကထွက်ခဲ့တဲ့ကနန်း အခါဒီနေရာမှာ track ရကနသုံးခန်းရှိကနတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်မြောက်ကငါးကြိမ်မြောက်နေတဲ့က track ရကနယူရှင်းရှင်းလေးပဲကျွန်တော်ပြောရရိုက်ပါတော့ပေါ့နော်ငါးနှစ်ကျောက်ပထမနောက်ကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်ရှင်းပြီးတော့ကိုကိုခွန်နောက်ကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်ရှင်းပြီးတော့ဒီကနကြည့်ရကြည့်ရပါတော့နော်ဒီ၆ခုရှင်းပြီးလမ်းနဲ့ကြည့်ရတယ် ပေးခဲ့လိုက်တဲ့အကြောင်းတရားတွေမှာရှိဒီမှာဒီ6ခုရှိပြလာခဲ့တဲ့အချိန်ဒီနေရာမှာ6ထိတ်ခံတာဒီနေရာမှာ9ထိတ်ခံတယ်ဒီနေရာမှာကျတော့8ထိတ်လို့မခံဘူးပါဝါကြီးခံသွားတယ်3ထိတ်နောက်တစ်ခါတူဆောင်မှာဒီမှာ break 9တူဆောင်မှာလည်းဒီမှာ break 9ဒီမှာကျ break 9မဟုတ်တော့ဘူး break 6နဲ့ခက်ဒီ hazard တွေရှိတယ်ဆိုပြီးတော့ကျွန်တော်မှမကတ်တယ်မဟုတ်မသုံးခဲ့ဘူးနော်ထွက်သွားတဲ့စနစ်ကတိုင်းပြန်မှန်းတဲ့ဒီလိုထွက်သွားခဲ့တာအခုကျွန်တော်ဆက်ပြီးကြားကြနေတာဆိုဘာကြောင့်ဒီ frame ကိုကျွန်တော်ထပ်ပြန်ပြီးရလဲဆိုတော့ ခုကျွန်တော်တို့စက်ဒီကစားခြင်းနဲ့စနစ်ကဘာကိုကစားခြင်းနဲ့လဲဆိုဘာကိုကစားခြင်းလို့ပြပြနေရလဲဆိုလို့ရှိရင်ဒီခရိုင်နေထောက်ခဲ့တယ်ထောက်ပြီးဒီကနန်းနေဒီလိုရွှေ့ခဲ့တယ်ကွက်ရွှေ့ဒီလိုလိုက်ပြီးတစ်ခါပြန်ပြီးတော့ဒီဘရိတ်ချောက်ရဲ့ဘေးမှာထွက်တဲ့ကနန်းဟိုက်နှစ်ခုနှစ်ဆိုတဲ့ကနန်းဟိုက်ရှစ်ခုနှစ်ရဲ့ဘေးမှာထွက်ခဲ့တဲ့ဟိုက်ငါးသုံးညလေးဆိုတဲ့ကနန်းဒါဆိုဟိုက်ငါးသုံးဆယ်ရဲ့ဘေးမှာထွက်မဲ့ကနန်းဒေကနန်းလေဒီထောက်ချက်ကိုလိုက်ကစားခြင်းအဲဒီနေရာမှာကျွန်တော် ရိတ်ချရဲ့ဘေးမှာတွက်ခဲ့တဲ့ကနေ2ခွန်2ရိတ်ခွန်ရဲ့ဘေးမှာတွက်ခဲ့တဲ့ကနေ934ဒီဘရိတ်ရှိရဲ့ဘေးမှာထွက်မဲ့ကနေဘယ်လာအဲ့2ခွန်2ဆိုတဲ့ကနေကသူ့ရဲ့တနည်းကျော်ကလာတာဒီ934ဆိုတဲ့ကနေကလည်းသူ့ရှိတနည်းကျော်ကလာတာဒါဆိုလို့ရှိရင်အခုဒီနေရာမှာထွက်မဲ့ကနေကသူ့ရှိတနည်းကျော်ဆိုတာကျွန်တော်2023လေးကကနေတကွက်ကိုကစားကြည့်ခြင်းပေါ့နော်ကစားကြည့်ခြင်းပေါ့အဲ့လိုကစားကြည့်ဖို့တည်းကျွန်တော်စဉ်းစားတဲ့အပိုင်းပေါ့နော် ရိုက်ချက်တွေမျိုးမျိုးရှိတယ်။ဒါပြန်ပြီဒီမှာဒီမှာတော့လည်းကျွန်တော်တို့မကြိုက်လို့ပေးခဲ့တဲ့9နှစ်6ပုဂ္ဂိုလ်ခွန်3ငါစီနီယာလာခဲ့တယ်အဲ့လိုစီနီယာလာခဲ့မဲ့ထောက်ချင်တဲ့တစ်ခါကျွန်တော်ပြန်ထောက်ချင်တယ်ဆိုဒီမှာနှိတ်ခွန်နဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်ဆိုတော့ကျွန်တော်ဒီကနန်းကိုပစားရရူရှင်းရှင်းမဲ့အပြီးခဲ့တဲ့ဒီဘက်တိုင်မျိုးမျိုးရူရှင်းချကစားပါမယ်ဆိုသူကဒီကနန်းကိုမြင်တာဒီမှာလည်းလာလိုက်တာပဲ ဒီကနေ့မှာဒီကနေ့ရဲ့အပေါ်မှာခွန်နောက်ပိတ်ဒီကနေ့ရဲ့အပေါ်မှာခွန်နောက်ပိတ်ဒီကနေ့ရဲ့အပေါ်မှာအခုခွန်နောက်ပိတ်ပေါ့နှစ်နောက်ပိတ်ဆိုတခါပြန်လာပါဝါချက်လိုက်အဲ့လိုပဲဒီညမှာသုံးလုံးပေါင်းခြင်းဒီ30လို့ချက်ဒီမှာလည်းသုံးလုံးပေါင်းခြင်းဒီအဆိုအဆိုဒီစနေမှာနော်ဒီလိုတိုင်းမြင်အမှန်ဆိုရင်ဒီကနေ့ပေါ့ ကမိမိယူဆလို့ရတာကျွန်တော်ရှင်းပြပေးနော်ဒီလိုတိုင်းမမှန်ယူမယ်ဆိုဒီကနေအဒီလိုမဟုတ်ခဲ့သေးဘူးဆိုနောက်တစ်မျိုးယူမယ်ဆိုလို့ရှင်သူ့တဲ့ပို့ပြီးတော့ကျွန်တော်ကကြတော့အတန်တဲ့စနစ်ကတမျိုးဖြစ်နေဒီနေရာမှာထွက်မဲ့ကနန်းနေသူ့ဘောမှာ break နဲ့ထောက်ထားတဲ့ကနန်းဒီနေရာမှာထွက်ဖြေးမဲ့ကနန်းနေသူ့ဘောမှာ break နဲ့ထောက်ထားတဲ့ကနန်းအဲ့ဒီ break နဲ့ကိုမှချုပ်သွားတော့ကခွန်နောက်ပိတ်ဒီခွန်နောက်ပိတ်လို့ရိုက်ပြီး break နဲ့ထောက်ခဲ့တယ်အဲ့ဒီကတော့ကနန်းဒီဒီ break ရဲ့ဒီမှာလာထွက်တယ်ဒီမှာလည်းဒီတိုင်းမှာခွန်နောက်ပိတ်ကခွန်နောက်ပိတ်လို့ထောက်ပြီးတော့ break နဲ့လို့ရိုက်ခဲ့တယ်ဒီကနန်းကဒီဘေးမှာလာထွက်တယ် အဲ့စနစ်မျိုးနဲ့ကျွန်တော်တို့ဒီဘေးမှာထွက်မယ်ကနတူးတူးတူးကနန်းယူမယ်ဆိုလို့ရှိရင်ဒီနေရာမှာဒီထောက်ချက်ရှိခွန်နောက်ဘေးကဒီနေရာမှာခွန်နောက်ဘေးလိုရိုက်ပရိတ်နဲ့ဆိုဒီကနန်းထွက်တာရှိတယ်အဲ့ပဲဒီကနန်းယူမလားဒါမျိုးမျိုးစဉ်းစားနေရတယ်နော်ဒီဖိန်ကနေခုကျွန်တော်ယူပြတဲ့ချောင်းငါးနှစ်အာရှိမယ်နောက်တစ်ခုကနှစ်သုံးညနှစ်အာဆိုတဲ့ကနန်းပေါ့ရှိမယ်အဲ့ဒီချောင်းငါးနှစ်အာဒီလည်းပဲဒါကျွန်တော်အများအားပြောခဲ့တဲ့မွေးကနန်းအကောင်းတဲ့ကနန်းတွေမှာရှိတယ်နှစ်သုံးညနှစ်ဆိုတဲ့ကနန်း ဒီချိန်မှာတုံညပါတော့ပရိလေးဆိုကစားကစားခြင်းလေဆိုရှိဒီလမ်းကျော်အရင်နှစ်တည်းကကျွန်တော်တို့ကစားကြတဲ့လမ်းကျော်တွေရှိရပါတော့နော်ဘာလဲဆိုကြတော့ဒီ86ပြီးလမ်းပါတော့ခုနပြောခဲ့တဲ့ဒီ86ကလာခဲ့တဲ့ပြီးလမ်းပဲ6နောက်ပိတ်ခုနောက်ပိတ်6နောက်ပိတ်ဦးဆောင်မှာ2နောက်ပိတ်လို့ရိုက်တယ်ဦးဆောင်မှာ2နောက်ပိတ်လို့ရိုက်တယ်ဦးဆောင်မှာ2နောက်ပိတ်လို့ရိုက်တယ် အဲ့လိုရိုက်ပြီးတဲ့နှစ်နောက်ပြည့်ဆောင်မှာဟဲ့68ဆိုတဲ့ကဏ္ဍကသူ့ရှင်နေကကဏ္ဍလိုက်ထွက်တယ်။နှစ်နောက်ပြည့်ဆောင်မှာထွက်တဲ့93ဆိုတဲ့ကဏ္ဍကသူ့ရှင်နေကကဏ္ဍလိုက်ထွက်တယ်။ဒီနှစ်နောက်ပြည့်ဆောင်မှာထွက်ခဲ့တဲ့ဒီ93မနိကတာဆုံးမအကောင်းတဲ့ကဏ္ဍတွေပေါ့နော်။သူ့ရှင်နေကကဏ္ဍလိုက်ထွက်တယ်။အဲ့ဒီလိုက်ထွက်တဲ့ကောင်ရဲ့အခုဒီဘေးမှာရင်းရင်းရှင်းရှင်းပဲ3ညတစ်လုံးပါတော့ဂရိတ်ချက်။3ညတစ်လုံးပါတော့ပရိင္ဟ။3ညတစ်လုံးပါတော့ဂရိတ်လေးဆိုလို့ရှိရင် ရင်းရှင်းရင်းဒီလိုထည့်ကစားခြင်းနဲ့ပြည့်တတ်ရှိရှိဒါဒီနေရာမှာကျွန်တော်တို့ပရိလိကစားလို့ရတယ်ပေါ့နော်ပြည်တာမြန်မာလေးတော့ကျွန်တော်ပြည်တယ်များအပိုင်းလေးတွေကိုစူးစမ်းပြီးအကုန်လုံးကိုထည့်ပြီးပြောပြခဲ့မယ်ကိုကြိုက်တာကိုရွေးချယ်လို့ရတယ်ပေါ့နော်အဲဒီမှာကလည်းရင်းရင်းရှင်းရှင်းပဲတူလာနေတယ်ဒီမှာ9နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်တုံးကျင်တဲ့ရှေးလုံးပေါင်း6နောက်ပရိ9ဆိုရိုက်လို့ဒီ9ကို ဒီ9နောက်ပိတ်ကပုံတင်နဲ့ဗိင်္ဂရပါပါ9 3ညအတွက်9နောက်ပိတ်ရဲ့ပုံတင်နဲ့ဗိင်္ဂရပါ9 3ညအတွက်9နောက်ပိတ်ရဲ့ပုံတင်နဲ့ဗိင်္ဂရပါပါ3ညလုံးနဲ့9 3ညအတွက်နဲ့ဗိင်္ဂ6 9 3ညအတွက်နဲ့ဗိင်္ဂ9 3ညအတွက်နဲ့ဗိင်္ဂ4ဆိုလို့ရှိရင်မနစ်ကတဲ့ဒီကြိမ်များခဲ့တဲ့ကနန်းပေါ့နော်9 3ညငါအားဆိုတဲ့ကနန်းအဲ့ဒါကလည်းထောက်ထားလေးတော့လှတယ်ဒီနေရာမှာဝင်ဖို့တည်းဒီကောင်ဒီဝမ်းချင်း9 3ညတွင်းနဲ့ break shot ဒီကောင်ဒီဝမ်းချင်းနဲ့9 3ညတွင်းနဲ့ break nga အဲ့တော့ဒီ9 9 3ဝမ်းချင်းနဲ့ ကုသုံညာအတွက်နဲ့ဂရိတ်မေးဆိုဒီကဏ္ဍပေါ့နော်အဲ့ဒါကိုကျွန်တော်ပြခဲ့တာမေးစရူကျွန်တော်ရှင်းပြခဲ့တာကဏ္ဍ၃ခုရှိသွားပြီပေါ့နော်ဒါစိတ်ဝင်စားတဲ့ကဏ္ဍကိုရွေးထုတ်ပါစိတ်ဝင်စားဘူးဆိုလို့ရှိရင်မထိုးပါနဲ့ပေါ့နော်နောက်တစ်ခုအင်တာနက်ကျော်ကဏ္ဍကစားကတဲ့ပတ်သက်ပြီးနောက်တစ်ခုကျွန်တော်ဆက်ပြပေးချင်တာရှိတယ်နော်ရှင်းလုံးပေါင်း၆၉နောက်ပိတ်ရှင်းလုံးပေါင်း၆၉နောက်ပိတ်ရှင်းလုံးပေါင်း၆၉နောက်ပိတ် တပ်ပင်စနစ်ကိန်းတာဆိုတော့တပ်ပင်စနစ်ကလမ်းနေပဲကျွန်တော်ပြောခဲ့ပါနော်ရှင်လုံးမောင်း၆ကိုးနောက်ပေးလို့ရိုက်တာနဲ့ခွားနှစ်လို့စဖက်ရင်နှစ်နှစ်ရဲ့ပါဝါအနည်းနဲ့ကခွားလေးရိုက်တယ်ဒီကိုးနောက်ပေးရဲ့ပါဝါအဲ့လိုပဲဒီမှာလည်းဒီတိုင်းပဲရှင်လုံးမောင်း၆ကိုးနောက်ပေးလို့ရိုက်တယ်အဲ့ဒီနှစ်ထဲမှာခွားနှစ်လို့စဖက်တယ်ဒီမှာဖက်တယ်တက်တာနဲ့ခွားလေးဆိုပြီးနှစ်ရဲ့နှစ်ခါခွားလေးလို့ရိုက်တယ်ဒီမှာလည်းဒီတိုင်းပဲကျွန်တော်မွေးကနေဖြစ်တင်ပေးကြတာရှိရနော်ဒီမှာကိုးနောက်ပေးရှင်လုံးမောင်း၆နဲ့ အဲ့စနစ်တိုင်းရိုက်ပြီးရိုက်တဲ့အချိန်မှာခွနှစ်လို့ပဲအချိန်မှာစထွက်တယ်လေ။ဟာ sorry ။ဒီစနစ်ရှေ့ရည်ရနော်။ကျွန်တော်မျက်စိတည်။ခွနှစ်။နေ့နဲ့ကလေး။ရှင်လုံးမောင်းချောကိုးနောက်ပြီလို့ရိုက်တယ်။အဲ့ကိုးရဲ့ပါဝါခွာလေးသူ့ရှိနှစ်မှာပဲအချိန်မှာစထွက်တယ်။ဒီအချိန်မှာစထွက်တယ်။ထွက်တဲ့အချိန်မှာလည်းနက်ခက်လေးရဲ့နက်ခက်ခွနှစ်ဆိုအပေါ်မှာခံတယ်။ ီမှာလေးတည်းမှာဂရီကုနောက်ပိတ်ရဲ့သူ့ရှင်းနေတဲ့မှာခွာလေးလိုဒီနေရာမှာစထွက်တယ်ထွက်တဲ့ချိန်မှာလေးရဲ့နှက်ကအပေါ်မှာခွာနေလို့ခံပြီးမှထွက်တယ်ဒီကုနောက်ပိတ်ရဲ့ပါဝါသူ့ရှင်းနေချိန်မှာခွာလေးပဲရှင်းမှထွက်တယ်ဒီချိန်မှာထွက်တယ်သူ့အပေါ်မှာခွာနေလို့ပုံတွေခံတယ်ဒီနေရာမှာလေးလာလေးလိုလိုက်လာဖို့အတွက်သူ့ရဲ့ဆောင်တစ်ချိန်နှစ်ချိန်မှာနှလုံးပေါင်းလေးနှလုံးပေါင်းလေးဆိုရိုက်ချက်ကိုထောက်ပြီးမှဒီမှာလေးလာတာဒီမှာလည်းဒီနေရာမှာလေးလိုလာချိန်မှာတစ်ချိန်နှစ်ချိန်သုံးချိန်မှာနှလုံးပေါင်းလေးနှလုံးပေါင်းလေးဆိုထောက်ချက်နဲ့ဒီနေရာမှာလေးလာခဲ့တယ် ့ဒီနေရာမှာလေးလာချိန်မှာလည်းကျွန်တော်ရှင်းပြခဲ့ဘူးတယ်ဒီလိုနှလုံးပေါင်းလေးနှလုံးပေါင်းလေးရိုက်ချက်နဲ့ထောက်ပြီးမှဒီမှာလေးဆိုတော့စပြီးလာခဲ့တာလို့ရှင်းပြခဲ့ပြီဒီကနေ့ကငွေကနေပြထိုးပါဆိုလိုက်မှမှာကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ပြောလာကခွားနှစ်လို့ရိုက်ပြီးတော့ခွားလေးလို့စဝင်တဲ့အချိန်ကမဝင်လာတဲ့ကနေဟိုက်ခွန်ရှိခွန်ဆိုတဲ့ကနေကသူ့ရှိတဲ့နှစ်ကျော်ကနေဖြစ်နေရတာအဲ့လိုပဲဒီမှာခွားလေးလို့စဝင်လာတဲ့ကနေဟိုက်9395ဆိုလဲသူ့ရှိတဲ့နှစ်ကျော်ကနေဖြစ်နေရတာ ဒီနေရာမှာခွာနေလွယ်ပြီးခွာလေးလို့စောက်ဝင်လာတဲ့နှစ်ခုနှစ်ဆိုတဲ့ကဏ္ဍကလည်းသူ့ရှိတစ်နှစ်ကျော်ကဏ္ဍဖြစ်နေမှာဒီမှာဖြစ်တာရှိတယ်ပေါ့နော်လူအပြည့်ဆုံးနဲ့ဒီမတ်တပ်ကိုဝင်ပြီးမှသူလာခဲ့တယ်အဲ့လိုလာခဲ့တဲ့ကောင်ရဲ့ဆောင်းပါတဲ့ဒီခွာလေးရဲ့ဆောင်းပါတစ်ချက်အရင်ကျိုးလောက်တော့ကဘာလုပ်ခဲ့တာရှိလဲမင်းလေးခွာကြလိုက် ခွာလေးလိုစားရတဲ့နဲ့သူဆောင်မှာထွက်တဲ့ကနေ6တက်8ဒီမှာခွာလေးလိုစားရတဲ့နဲ့သူဆောင်မှာထွက်တဲ့ကနေ6တက်ခုဒီမှာလည်းခွာလေးလိုစားရတဲ့နဲ့သူဆောင်မှာထွက်ခဲ့ကနေ6 90ဒီ6တက်8ဆိုတဲ့ကနေကလည်းသူ8နှစ်ကကနေဒီ6တက်ခုဆိုလည်းသူ8နှစ်ကကနေဒီ6 90ဆိုလည်းသူ8နှစ်ကကနေဆိုဒီဖိန်အကွက်ရှိအဲ့လိုအောင်ပေးခဲ့အဲ့လိုအောင်ပေးခဲ့လို့ကျွန်တော်ပြောခဲ့တာကဟဲ့ခွာလေးလိုရိုက်တဲ့ကောင်အောက်ကတဲ့တဲ့ကနေဟဲ့နှစ်ခုနှစ်ဆိုတဲ့ကနေက သူ့ရှိတဲ့နေကြောင့်မတဲလိုက်ဖက်ပြီးခွာလေးလိုစိုက်ရတဲ့ကောင်အောက်ကဟိုက်ရှိ6ခုဆိုတဲ့ကနန်းဒီသူ့ရှိတဲ့နေကြောင့်မတဲလိုက်ဖက်ပြီးအဲ့တော့ဒီမှာခွာလေးလိုစအောင်ခဲ့တဲ့အောက်ကသူ့ရှိတဲ့နေအောက်ကကနန်း6ခုနဲ့ဒီသူ့ရှိတဲ့နေကြောင့်မ6ခုနဲ့တဲ့ကိုရှိကြတာဆိုတဲ့အာဆိုရမ်းပါဆိုကျွန်တော်မွေးပါစီတိုင်းမှာတင်းပေးခဲ့တာရှိတယ်ပေါ့နော်။နောက်မှမွေးပါဆိုပြီးတင်းပေးခဲ့တာရှိတယ်။အဲ့ဒီမွေးကနန်းက ဒီကိမှာစိတ်ဝင်စားဆိုလိုက်နေတဲ့အဲ့ဒီမွေးကနန်းကိုပေါ့နော်စိတ်ဝင်စားဆိုလိုက်နေတဲ့ပုံကိုရှိဒီကိမှာတင်ထုတ်လို့တင့်တယ်ပေါ့နော်တင့်တယ်ဆိုတော့မှတ်ချက်ကိုကျွန်တော်ပြီးခြင်းလို့ပြပေးပြရပါနော်အဲ့ခွာလေးလို့စားရခဲ့ကနန်းနှစ်ခွန်နှစ်ဆိုရကနန်းကသူ့ရဲ့တနည်းကြောင့်မတဲလိုက်ချက်တယ်ဒီမှာလည်းခွာလေးလို့ရိုက်ခဲ့တဲ့အောက်ကသူ့အောက်က6 6ခွန်ဆိုရကနန်းကသူ့ရဲ့တနည်းကြောင့်မတဲလိုက်ချက်ပေးခဲ့အဲ့လိုပဲဒီမှာခွာလေးအောက်ကတက်ရတဲ့ဟိုက်6ခွန်နှစ်ဆိုရကနန်းဒီ ။ညတနေ့ကျမှဒဲလိုက်ချက်ပေးရမယ်ဆိုပြကျွန်တော်မွေးကနန်ကြိုက်မွေးထားဆိုကျွန်တော်လမ်းပေါ်မှာပြေးပြီးကြရရှိပါပေါ့နော်။အဲအခုကျွန်တော်ပြောချင်တာကအဲ့ဒီမွေးကနန်ကိုအကျယ်၍စိတ်ဝင်စားလိုက်နေဆိုချင်းအခု၁၂ချက်မှာပို့ပြီးတော့ထိုးတင်တယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲ။ကျွန်တော်ဟိုစောစောကအထောက်တိုင်မှာရှင်းပြခဲ့ပြီးတယ်ပေါ့နော်။ဒီနေရာမှာနောင်လုံးမောင်းချောက်ဒီနေရာမှာနောင်လုံးမောင်းခွန်ဒီနေရာမှာနောင်လုံးမောင်းရှစ်လို့လိုက်ခဲ့တဲ့လမ်းကြောတယ်မြို့သူထွက်လာတဲ့ချိန်မှာ ဒီကနန်းဒီသူ့ရဲ့တနည်းကျော်ကိုထွက်တဲ့အချိန်ကမှ break ဆောက်ရပြီးမှပဲထွက်တယ်ဒီကနန်းဒီသူ့ရဲ့တနည်းကျော်ကိုထွက်တဲ့အချိန်မှာဒီ break ခွင့်ရပြီးမှပဲထွက်တယ်ဒါဆိုဒီကနန်းဒီသူ့ရဲ့တနည်းကျော်မှာဆိုရင် break ရှိရပြီးမှဖဲရမယ်ဆိုတဲ့စနစ်အဲ break ရှိဒီမှာတစ်ချိန်ကြခဲ့ပြီးဒီချိန်မှာမဖက်ခဲ့ဘူး break ရှိဒီမှာတစ်ချိန်ရှိတယ်နောက်တော့တစ်ခါဒီအောက်မှာပေါ့နော်ဒီမှာ break ရှိဒီတစ်ချိန်ရှိတယ်ဒီဘေးမှာရှိတယ်ဒီသုံးချိန်ကိုသူကလိုက်ထုတ်ရမယ်စနစ်အဲ့သုံးချိန်ကိုလိုက်ထုတ်ရမယ်စနစ်မှာအခုဒီချိန်ကိုဘာကြောင့်ထုတ်ခိုင်းတာလဲဆိုတော့ ဘရိတ်ချောက်ဘယ်ဘရိတ်ချောက်လဲလို့ထိတ်သွားခြင်းဒီထောင်သုံးလုံးမောင်းခြင်းခွန်နဲ့ထိတ်ပြီးတော့ဘရိတ်ချောက်အိုက်ကောင်ရဲ့ပြီးမှဒီကနန်းဒီဒီကိုတက်လိုက်ထွက်တယ်ဘရိတ်ကွန်ဒီမှာလည်းဘရိတ်ကွန်ရှိခဲ့တယ်ဒီပြီးမှဘရိတ်ဘာကြောင့်လဲခွန်ပြီးတော့ဖြောက်လို့ထောက်တယ်ဘရိတ်ကွန်ကနန်းရဲ့ပြီးမှပဲထွက်တယ်ဒါဆိုလို့ရှိရင်ခွန်ဖြောက်၅ဆိုတဲ့ဇလန်းကိုပေါ့နော်ခွန်၆၅ဆိုတဲ့ဇလန်းကိုဒါဆိုလို့ချင်းဗရိတ်ရှစ်ကိုထိသိထောင်သုံးလုံးပေါင်းချင်း၅လို့ထောက်တဲ့ဗရိတ်ရှစ်ကိုသူကရွေးချယ်ခိုင်းတာအဲဒါဆိုလို့ချင်း ီမှာ break ရှိခဲ့တဲ့ထိပ်စီးထောင်သုံးလုံးပေါင်းရင်ငားလို့ဖြစ်ခဲ့ဒီမှာ break ရှိလာပြီထိပ်စီးထောင်သုံးလုံးပေါင်းရင်ငားလို့ဒီမှာပဲထည့်ထားတယ်တောက်မှာဒီမှာ break ရှိရှိတယ်ဒီမှာလည်းထိပ်စီးထောင်သုံးလုံးပေါင်းရင်ငားလို့ရှိတယ်နှစ်ချက်ထည့်ထားတာရှိတယ်အဲ့တော့ဒီ break ရှိရဲ့ဘေးမှာဘာကြောင့်မထွက်ခဲ့လဲဒီအထောင်သုံးလုံးပေါင်းခြင်းကို confirm ငားဆိုတဲ့စနစ်ကိုထိန်းလို့သူမထွက်ခဲ့တာဒါဘာကြောင့်လဲဒါလည်းဖြစ်နိုင်ပေရရှိရကျွန်တော်ခုနလည်းထောက်ပြခဲ့ပြီနော်ဒီမှာ break ရှိဒီမှာ break ကိုဒီမှာ break ရှိ confirm အဲ့ဒီလမ်းကဒီမှာထောက်တဲ့ငားရှောက်ခွန် ဲ့ရှစ်ခုလောက်ပြီးလမ်းမှာအခုကျွန်တော်တို့ကကြောင်းပြန် break ရှောက် break ကို break ရှစ်လို့ထောက်တယ်အဲ့ဒီ၅၆ခုပြီးလမ်းမှာလည်းဒီခါပြန်ပြီးတော့သီသီထောင်တော့မောင်းရင်ခွန်ခွန်ပြီးတော့၆၆ပြီးတော့၅လို့ထောက်တာရှိဒီ break ရှစ်ရဲ့ပြီးမှာဒီကနန်းကြီးဒီမွေးကနန်းကိုတင်ထိုးမယ်ဆိုဒီချိန်မှာပို့ပြီးတော့တင်ထိုးလို့ရတယ်ပေါ့နော်အဲ့တော့ရှုပ်လိုက်နော်ရှုပ်တော့ဒီဘက်မှာတော့ဆက်ပြပြလိုက်နော်ဒီဘက်မှာရှင်းအောင်ကျွန်တော်ထပ်ဆက်ပြပြလိုက်မယ်နော် ခါတိုင်းကကလင်တာဝယ်လို့စင်မပြေလို့ခေါလွန်လေးနဲ့ပြပြအဲ့ရှင်းမဲ့ဒီမှာပေါ့နော်ရိုးရှင်းမဲ့ထောက်ပြနော်ဒီကနန်းဒီဒီကိုထွက်ခဲ့တယ်ဒီကနန်းဒီဒီကိုထွက်ခဲ့တယ်အခုကျွန်တော်တို့ကဒီကနန်းကိုဒီနေရာမှာထွက်ခိုင်းထားတယ်အဲ့နေရာမှာခုနထောက်ပြပြီးပြီဒီကနန်းကဒီကိုထွက်တဲ့အချိန်မှာဒီမှာ break ချောင်းတော်မောင်းနေဒီခွန်ဒီနေရာမှာ break ခွန်တော်မောင်းနေဒီခွန်ပြီးတော့ချောင်း ဒါဆိုဒီမှာပြည့်ရှိ1000လုံးမှန်းကျင်တယ်ငါဒီမှာလည်းငါတစ်ချက်ရှိသေးတယ်ဒါဆိုဒီနေရာမှာဘာကြောင့်တင်းထိုးဆိုင်တာလဲဆိုဒီကနေ့ကသူ့ရဲ့တနေ့ကြုံထုတ်တယ်ဒီနေရာမှာသူကစဉ်းစားကန့်ချက်ထည့်ပြလိုက်တယ်ဘရိတ်ချောက်လည်းခံထားရမယ်ထိစီဒီနေရာမှာဘရိတ်ဒီလည်း6ခု8လို့ပြည်လန်းကိုဟိုထည့်ပြရမယ်အထောင်ထိစီလုံးလုံးမှန်းကျင်စီလည်း965ဆိုတော့ပြည်လန်းဆုံးမှတ်နေအကုန်လုံးထည့်ပြရမယ်အဲ့ဒါအပြင်ဒီမှာကဒီကနေ့ကဒီလိုရွေးတယ်အဲ့လိုပဲတစ်ချက်ပြန်ထောက်ဒီနေရာမှာ ဒီကနေ့ဝင်ဖို့အတွက်ဒီဆောင်မှာဖြတ်ထားတဲ့ကနေ့ကြီးလေဒီနေ့ထက်ကိုလိုက်ဖြတ်တာဒီနေရာမှာဇုံဖြစ်နေတယ်မသိပါဘူးနော်အဲ့ဒီမှာဆိုလို့ရှိရင်သိသားပြီပေါ့နော်ဒီကနန်းကဒီကိုလိုက်ချက်တယ်ဒီကနန်းဒီနေရာမှာလာထွက်ဖို့အတွက်ထောက်ချက်တစ်ချိန်တစ်ချိန်၃ချိန်မှာဒီကနန်းကထောက်ထားတာရှိတယ်ဒီကနန်းဒီလည်းသူ့ရဲ့တနည်းကျော်ကိုလိုက်ထွက်ထားရမယ်ဒီကနန်းဒီလည်းသူ့ရှစ်တနည်းကျော်တနန်းဖြစ်အဲ့ဒီမတက်ရဆိုအခုချိန်မှာကျွန်တော်တို့ကသူ့ရှစ်တနည်းကျော်ကကနန်းထောက်လာတဲ့ကနန်းကျွန်တော်နှစ်ကွက်ထွက်ပြီပေါ့နော်ဒီမှာ9 3 3ကဒီ390လို့ဖြတ်ပြီးပြီ ဒီထောက်ချက်ဒီနေရာမှာဒီတိုင်းမင်းမရှိဘူးခုချိန်ဒီကဏ္ဍနေနှစ်ကွက်ထဲပဲထွက်တာရှိတယ်ဟိုက်နှစ်ခွန်နဲ့ဆိုတဲ့ကဏ္ဍကသူ့ရဲ့တည်းတည်းကြောင့်မဒီလိုလာထွက်တာဒီထောက်ချက်ဒီတိုင်းမင်းနဲ့ဆိုရှိဒီကဏ္ဍသူ့ရဲ့တည်းတည်းကြောင့်ထွက်တဲ့အချိန်ကမဒီကဏ္ဍကလည်းတည်းတည်းကြောင့်ကဏ္ဍပြန်မထပ်ပြီးတော့သူ့ပြန်ထိန်တာကသူ့ဆောင်တစ်ချိန်တစ်ချိန်တက်ရင်ဒီကဏ္ဍကလည်းသူ့ရှိတည်းတည်းကြောင့်မထွက်ထားတဲ့ကဏ္ဍပြန်အပြန်လန်ထောက်ချက်အရာဆိုလို့ရှိဒီရှစ်ခွန်နဲ့ဆိုတဲ့ကဏ္ဍတစ်ကွက်ကျွန်တော်တဲ့ အာတော့ရန်ဆိုဝီကနန်ပြီးကြတယ်ကနန်တက်ကွက်စိတ်ဝင်စားရဆိုဒီဒီမှာပို့ပြီးတော့တင်းထိုးလို့အဆင်ပြေတယ်ဆိုတဲ့အကြောင်းကိုရှင်းပြပေးရပါတော့เนาะအဲ့တော့နှစ်ချက်လိုက်မြန်အခုဒီပွင့်အခုဒီ live ပေါ့เนาะကျွန်တော်ကနန်း၃ကွက်ပြခဲ့တယ်ကနန်း၄ကွက်ပြခဲ့တယ်ပေါ့เนาะ၈ခုနှစ်တဲ့အာရန်ဒီကနန်းက main အကြိုက်ဆုံးပေါ့เนาะအဲ့ဒါပြီးရင်ကျွန်တော်ဒုတိယအကြိုက်အနေနဲ့ဆိုလို့ရှိရင်2 5 6ဆိုကနန်းခုနကပြခဲ့ပြီးပြီနောက်တစ်ခုကျွန်တော်2 3 နှစ်စရကနန်းကိုလည်းကျွန်တော်၃ညနှစ်နှစ်ကိုပို့ပြီးတော့ကြိုက်တယ်နောက်တစ်ခုရမ်းဖို့ခုနကကျွန်တော်တို့ခု၃ည၅ဆိုတဲ့မိနစ်ကငွေကနန်းလက်ကျန်ရှိတယ်အဲ့တော့ကျွန်တော်ဒီ live မှာပေါ့နော်ဒီကနန်း liquid ကိုကျွန်တော်ရဲ့မိတ်ဆွေများအတွက်ကြိုက်နှစ်တက်တက်လေးရှိရင်၃ညရန်အတွက်စဉ်းစားကျွန်တော်တွေးခေါ်ထားတဲ့အပိုင်းအနေနဲ့အဲ့ဒါကျွန်တော်ဒီနေ့ည live မှာကျွန်တော်မိတ်ဆွေများအတွက်ရှင်းပြပြလိုက်ပါပေါ့နော်အဲ့ကနန်းလေးကွက်ပေါ့နော်ကနန်းလေးကွက်ရှင်းမယ်ထင်ပါတယ်ကနန်းလေးကွက် ီဒီကြာလေးတော့ရေးပြလိုက်တယ်နော်ဒါကြိုက်တဲ့ခဏကိုရေးချက်ပြီးဖိုးဖို့မကြိုက်ရင်လည်းမထိုးကြနဲ့နော်ဒါကျွန်တော်တို့ကတော့အပိုင်ဆိုတာမသိဘူးဖိုးတုံးညအာကြိုက်ဆုံးကတော့ဒီပြင်လာတဲ့စီကြုံမှာဒီကွဲကိုဒါ6ခွန်2ဆိုတော့ခဏတဲ့အာဆိုရညာပေါ့နော်ကျွန်တော်အကွက်ရှိကြတာဆိုတော့အဘောက်ကတော့အများကြီးထူပါတယ်ဒီကနန်လီကွက်ဒီလိုက်ကျွန်တော်ရှင်းပြလိုက်တယ်နော်အဲ့တော့ကျွန်တော်ရဲ့ member ကျွန်တော်ဒီမှာ member ဝင်ထားတဲ့မိတ်ဆွေများကအချိန်တိုင်း ဝင်ထားတဲ့မိတ်ဆွေများကောပေါ့နော်ဒီကနေ့ဒီကျွန်တော်မပါကတ်ထဲမှာတစ်ခွက်ပဲပါလာမမကတ်ထဲမှာတစ်ခွက်ပဲပါလာလေးခွက်လုံးဒီကျွန်တော်နေရာပြေးပြီးတော့ကျွန်တော်မတုံနိုင်တဲ့အတွက်တစ်ခွက်ထဲပါလာအဲ့တစ်ခွက်ထဲပါလာမှာကျန်တဲ့ကနန်းတွေကိုကျွန်တော်ရွေးချယ်လိုက်တဲ့ကနန်းတစ်ခွက်ပါလာလိမ့်မယ်ကျန်ကျွန်တော်ရွေးချယ်ပြလိုက်တဲ့ကနန်းဒီကောင်အကျယ်ဆုံးဆိုတော့မမကတ်ထဲမှာကျွန်တော်ထည့်သွင်းတာကျန်တဲ့ဒီကနန်းတွေဒီကနန်းတွေဒီကနန်းတွေကနေရာမပြေးနိုင်လို့ခြံထားခဲ့တယ်စနစ်ရတဲ့ဒါကြီးလည်းထိုးလို့ရတယ်ဒါလေးကိုအမှတ်ရဒုတိယ live အနေနဲ့ကျွန်တော် မိတ်ဆွေများအားလုံးပဲကျွန်တော်စဉ်းစားပြီးခေါ်ပုံကိုပြန်ပြီးတော့ sharing ပေါ့နော်မျှဝေပေးတာဖြစ်တယ်အပိုင်းလည်းမသိဘူးအသက်လည်းမသိဘူးတွေးကြည့်ရတာဒီလိုတွေးကြည့်ရပေါ့နော်စိတ်ဝင်စားတယ်ဖြစ်တဲ့ရှိသုံးပါအဲ့တော့ကျွန်တော်ကဒီဘက်မှာတစ်ချိန်အချိန်တိုက်ကောကျွန်တော်တို့အပေါ်ပေါ့နော်အချိန်တိုက်ကနန်းအချိန်တိုက်ဝယ်တဲ့လူရော member တွေရောကိုကျွန်တော်30ရက်6လ2025နေ့မှာကနန်းနေပို့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ချက်ဒီ1ရက်9လ2025ထွက်မှာချက်ထွက်မဲ့နေ့အရင်နေ့မှာပို့မှာ ဥပမာဆိုမနမိုးလေးနာနဲ့ကြည့်လိုက်ကျွန်တော်29ရက်နေ့ညလိုင်းကောင်းတဲ့အချိန်တက်ပြီးတော့ပို့ပေးရမှာဖြစ်တယ်29ရက်နေ့ညပို့ထိုင်30ရက်နေ့မနေ့အစောကြီးမှာမိတ်ဆွေတို့ဒီမှာကနန်းဝင်းမလာခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဒီဖုန်းနံပါတ်ပေါ့နော်ဘိုင်ဘန်ကနေဆက်သွယ်ပြီးတော့လာယူပေးချအယူပေးချပေါ့နော်ဒါမမ်ဘာဝင်တဲ့လူတွေပြောတာပါမမ်ဘာဝင်ထားတဲ့လူမဟုတ်တဲ့လူတွေကတော့ကျွန်တော်တို့ပြေးမှာပို့ပါပေါ့နော် အဲ့လိုပဲတစ်ဆက်တည်းပေါ့နော်အဆက်တည်းအမှတ်ရပြောခဲ့တာ Tyson နဲ့ကျွန်တော်ပြောဝေးထားတဲ့ပုံကောင်များ booking တင်ထားတဲ့ပုံကောင်များ28ရက်နေ့နောက်ဆုံးမှာငွေလွှဲပါ28ရက်နေ့နောက်ဆုံးငွေမလွှဲဘူးဆိုလို့ရှိရင် cancel လုပ်ပါမယ်အဲ့တော့ Messi ရဲ့ senior booking လုပ်ထားတဲ့နေရာကိုတခြားလူကိုကျွန်တော်တို့ပြေးလိုက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုချိန်ထိကျွန်တော်ဒီမှာ Tyson နဲ့ယူချင်ပါတယ်ဆိုပြီးတော့ဒါရောက်ကန်လန်းနေ booking ယူထားတယ်ပေါ့နော်ငွေလွှဲဖို့အချိန်ကြာ ခက်ခဲရှိလို့ပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်မလွဲလို့ဖြစ်တဲ့ပုံကိုရှိပါတယ်။၎င်းပုံကများအလုံးဒီ28ရက်နေနောက်ဆုံးထားပြီးတော့ငွေပြတ်ပေးပါမလွဲဘူးဆို28ဒီနောက်ပိုင်းမှာနောက်ထပ်လိုချင်တဲ့လူကိုကျွန်တော်တို့နေရာအစားထိုးပေးလိုက်မှာဖြစ်ပါတယ်ဆိုကြအောင်အတိပေးလိုပါတယ်ပေါ့နော်။အဲ့တော့မိတ်ဆွေများအလုံးကျဲဆိုတဲ့ 3D ဆိုတဲ့သဘောသဘောဝတိုင်းနဲ့ 3D မှာအပိုင်ဆိုတာမရှိဘူးเนาะဒီလိုပဲတွေးတယ်ဒီလိုပဲယူဆတယ်ကြိုင်တဲ့တမှာ၃မှာကိုယူဆတူယူဆကန့်ကြီးတယ်ဆိုမှ၃၀ချင်မှာပေါ့เนาะမကန့်ယူဆင်မ၃မှာ ਨੇ ဘယ်သူမှအပိုင်မသိပါဘူးကျွန်တော်လည်းအပိုင်မသိပါဘူးပေါ့နော်ဒီလိုပဲကျွန်တော်မှလည်း line ခက်ခဲရှိတဲ့ဒီလိုချိန်လေးမှ line ကောင်းတဲ့အချိန်လေးတွေမှကိုနဲ့ဆက်ဆက်ရဆက်ဆက်ရပေါ့နော်ကိုအမြဲတမ်း update တဲ့ပြည့်သက်တွေရှိရင်အလုံးလို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ကပြန်လည်ပြီးတော့မျှဝေပေးတာဖြစ်တယ်အဲ့တော့အပိုင်ဆိုလည်းကျွန်တော်တို့မသိဘူးပေါ့နော်အပိုင်ဆိုလည်းမသိပါဘူး ခုကျွန်တော်စနစ်ကိုထောက်ပြခဲ့တယ်နော်ဒါလေးကိုစိတ်ဝင်စားစေကိုကနေပြန်ပြီးနေလာလို့ရပါတယ်ပြန်ပြီးတော့ကြည့်ပါနော်ကျွန်တော်တို့တင်ထားခဲ့တဲ့ဟာကိုပြန်ပြီးဖျက်ရုပ်ထုံးစံမရှိပါဘူးနော်အဲ့ဒါစိတ်ဝင်စားမှသုံးကြိုက်မှသုံးအပိုင်းဆိုတာမရှိဘူးနော်တေချာပြောပြရနော်အဲ့တော့ပိုင်းလုံးလားဆိုတဲ့စကားလုံးတွေမမေးပါနဲ့မပိုင်းပါဘူးနော်မပိုင်းမနဲ့ဘာလို့ပဲဒီလိုတွေးတယ်ဒီလိုကြည့်တယ်အဲ့လိုကျွန်တော်တွေးပုံခေါ်ပုံယူဆပုံကိုကြည့်ကျင်တဲ့ပိသက်ကြီးရှိနေတဲ့အတွက်ကျွန်တော်လည်းတက်ပြီးတော့ပြန်လည်ပြီးတော့မျှဝေပေးနေတာဖြစ်ပါတယ်အားလုံးအားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်မိတ်ဆွေအားလုံး དང གོང ཇ